ဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကို အပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်ကြည့်လို့ရှင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ ။ဘာလို့လူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေ။ဘာမှကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိတယ်။ကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိတာ။နော်။ဒါကြောင့်မို့တင်းစားခေါ်ဒီကိနအတုဏနဣတရေ။အချင်းကြာကြာမှသိနိုင်တယ်။အဲ့တော့အချင်းကြတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့။ဘာလဲဆိုတော့ မနတိကရောတာနောအမနတိကတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုတော့မသိသေးဘူးတဲ့တင်ဆခေါ်ပညာဝတ္တာ ပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2သတိထားရနံပါတ်3ပညာရှိရအောင်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိ လူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့တင်ပြောကိုတင်ပြောတာတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရလူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လား ခုခေတ်တော့တမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတော့အစားရှိသလားအတော့အစားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားအဲ့တချို့ကြတော့လေခွင့်လွတ်လိုက်တယ်ယောက်ျားပဲအတော့အစားတော့ရှိမှာပေါ့ဆိုဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစဉ်လုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ် ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဓမ္မသိနိုင်တယ်တဲ့အထုမဆိုမသိဘူးတဲ့ကိုကျင့်တရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသင်းမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူအကြောင်းသိဖို့မလိုဘူးလားမှန်ပါဗျာသူအကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်၁ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်စူးစမ်း သံဝါတေနတိလံဝေဒိတပံဘုရားဟောတဲ့စကားဒါသံဝါတေနဆက်ဆံပေါင်းသင်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေဒိတပံသိနိုင်တယ်ဒါကြောင့်မလို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့ပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလိုအပြင်တော်လိုက်တာတော်တယ်တော်တယ်နဲ့ဆိုနောက်ကြတော့နော်ပမာစကားပုံတော်ရှိသေးနော် အသမိဒေါ်လာဒေါ်လာနဲ့ရောင်းမမြင်းစည်းထွက်ဆိုတဲ့အခါတော့ရှိသေးတယ်။အဲ့တော့တိတိချာချာလူတယောက်အကြောင်းသိဖို့အမတန်မှလိုအကြောင်းဆိုဒီမှာကိုချင်းတရားတဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလား သီလေပဋိဋ္ဌာယကိုချင်းတရားပေါ်မှာယက်တိယသမထချင်းစင်မဲ့ချင်းချင်းဝိပဿနာချင်းစင်မဲ့ချင်းချင်းကိုချင်းတရားပေါ်မှာယက်တိပြီးချင်းမှအောင်မြင်တယ်ကိုချင်းတရားပြည့်ရင်းနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုချင်းတရားကောင်းအောင်ရမယ်ဒါဖြင့်သမထချင်းစင်ကျင့်တာတို့ဝိပဿနာချင်းစင်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတော့လို့စဉ်းစားကြည့်ဖို့တော့ သီလကဘယ်လိုအထောက်အကူပြုတော့ဆိုရင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုချင်းတရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနတ်ဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာ ိုစွရင်ပူစားဘာမှမရှိဘူးစိတ်ဟာဝမ်းသာကြည်နူးမှုရှိအဲ့ဒါလို့အဝိဓိတာရဆိုတာရှိပြီဆိုရင်စင်ငယ်စင်ငယ်တစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရတယ်။ဘာရတော့ဆိုရင်အဝိဓိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့။ဝမ်းမြောက်မှုဖြစ်လို့ရှင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်။ နှစ်ချိုင်မှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တယ်ငြိမ်ချမ်းမှုလာတယ်ကိုယ်ငြိမ်ချမ်းမှုစိတ်ငြိမ်ချမ်းမှုဒါတွေကရှောင်လွယ်လို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့တီလာရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုင်မယ်နှစ်ချိုင်လို့ရှိရင်ကိုယ်စိတ်ငြိမ်ချမ်းတယ်ကိုယ်စိတ်ငြိမ်ချမ်းရင်ချမ်းသာတယ် ချမ်းသာရင် သမာဓိရလွယ်တယ်။သမာဓိရလို့ရှင်ယထာဘူတညာတတနအမှန်တိုင်းမြင်တဲ့အတိညာလာတယ်တဲ့။ဟောရှောင်းလွဲလို့မရဘူးလား။ကဲတိလားမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နက်အေးတိလားမရှိဘူးဆိုလို့ရှင်စိတ်နှလုံးမကြည်ဘူး။မကြည်ရင်ဝမ်းမြောက်မှုလာမလားမလာဘူး။ပိဋိဆိုတဲ့နှစ်ချိုင်းမှုရော မလာဘူး။ ပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလာဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလာမလားလာပါဘူးခင်ဗျာဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားလာပါဘူးခင်ဗျာစိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတညာနာတ္တနာမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားလာပါဘူးခင်ဗျာအေးဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော် တီလအမတန်မှာအရေးကြီးတယ်။အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းအောင်။ရှားရှင်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာတီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်။အဲ့တော့ကိုကိုလည်းတီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားအရေးကြီးတယ်လို့ဒါပြောတာနော်။ ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့တန်ဝောဟာရေနစကားပြောဆိုကြည့်ခြင်းဖြင့်သောစီယံစကားလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိရိတဗံသိနိုင်တယ်လူတယောက်ဟာစကားပြောလို့ရှိရင်ဒီလူစကားပြောတာ ရှင်းနောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားအေးသိနိုင်လားပေါ့ရှင်းနောက်စကားညီမညီဆိုတာအမှန်တမ်းကအရေးကြီးတယ်တချို့ကမလောက်တာကိုပြောတယ်လောက်တာကတခြားပြောတာကတခြားအရင်ပြောတော့ကဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်တယ်နော်အရင်တော့ကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှင်းနောက်မညီတာတွေမရှိဘူးလားအဲ့လိုမညီဘူးဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီ။ဘာဖြစ်လို့လဲဆိုလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေ။အပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပြောတယ်။စကားမတည်ဘူးဆိုလို့ချင်းဒီလူနဲ့အယောင်းွယ်လဲလုံးလို့မရဘူးဘာမှလုံးလို့မရတော့ဘူးနော်။အခုတမျိုးပြောသွားတယ်ဟိုနားကြတမျိုးဖြစ်သွားတယ် ဒါကြောင့်မို့လို့လူတယောက်ဟာအဲ့ဒီလိုအမျိုးမျိုးပြောတတ်တဲ့လူလားအဲ့ဒီလိုမဟုတ်ဘဲနဲ့တိတိမတ်မတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်အဲ့ဒါလည်းပဲတစ်ခါတစ်ခါပြောကြည့်ရင်လည်းတော့မသိဘူးတဲ့အချိန်ကြာကြာလွတ်အပ်တယ်ဒါရမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူး